ကျူလစ်စကဝါလီရီယိုဒန်ဒရန်ကျူလစ်ပီဖေရာပတင်းပေါဖွင့်ထားသည်တဲကြီးမဲကြီးရွာချနေသောမိုးကိုကျမမချစ်မရဲငေးမောနေမိသည်နှစ်ရက်ရှိပြီနော်မိုးစက်တိုင်းဆွေသွန်းရွာကလေးကမှွေးပြန့်သောပန်းရက်နှင်းတွေနှင်ဝေးခဲ့ရသည်ကြွေကုံလောက်ပါပြီကတင်ပေါ်မှထထိုင်လိုက်ဖို့ပြင်တော့အခန်းထဲသို့ကိုတီဟာရောက်လာသည် မမေစောမိုးပတ်မယ်လေဘယ်တင်းမှပိတ်ထားမှဖြစ်မယ်သူ့လက်ထဲမှာခိုင်လာတော့ယွန်းလင်ပန်းကို စာရေးစပွဲပေါ်တင်လိုက်ခါပတင်းစီတို့သူလျှောက်သွား၏မပတ်ပါဘူးဆရာဖွင့်ထားပါ သူခဏစဉ်းစားနေပြီးနောက်မပိတ်ဖဲထားလိုက်သည်အပြားရှိသေးလားဟုတ်ကဲ့နည်းနည်းပဲရှိတော့တယ်ဘယ်လောက်လဲ99.4လားမသိဘူးသူကစပွဲပေါ်မှာသူတင်ထားသောလင်ပန်းတွေကကော်ဖီပကံကိုကြည့်လျက် ကော်ဖီနဲ့ကိတ်မုံကျွန်တော်ယူလာတယ်။ဒေါ်ကြီးကတော့မမေဆုံငရဲဆံပြုတ်လုပ်ပေးဖို့တဲ့ဈေးကိုသွားပြီ။အိုးကျမဆင်းလာမှာပေါ်ဆရာလဲအာနာဆရာကြီး။မမေဆုံအောက်မဆင်းရအောင်လို့လေအာနာဆရာမရှိပါဘူးကျွန်တော်ကဒီမှာဘာလုံးမှမရှိတဲ့လူလေ။ကျမကတည်းမှဆင်းလိုက်တော့သူကျမလိုအပ်ရင်ဖေးမနိုင်အောင်လားမသိအနာမအဆင်သင့်ဆောင်နေသည်။တို့တော့တရက်တာလောက်အပြင်းပြားရုံနဲ့တော့ကျမဘာမှမဖြစ်ပါ။ဆရာတောက်ပြီးပြီလား။ သူကပြုံးလျက်ကောင်းညှိပြီးကျမထိုင်ဖို့ကလထိုင်ကိုနောက်သို့ရွှေ့ပေးသည်။သူတို့ညီကိုကြီးအပြုံးတွေကခက်ရှင်ရှင်ဟုအခုမှကျမသတိထားမိ၏။ဒီမှာမိုးဝဒီလိုပဲမရက်မနာရွာသလားဆရာ။ရွာတယ်ဗျ။တခါတခါဆို9ရက်8ရက်လောက်ဆွေးနေတာမတိတ်တော့ဘူး။ဒုက္ခပါလား။ခုလိုသာမိုးရွာနေပြီဆိုရင်ကျမနေကောင်းသွားအောင်တော့ချက်နေသူဆင်းလို့မရ။ထီဆောင်လျက်ဆင်းဖို့ကိုတရားကခွင့်ပြုသည်ဆိုအောင်တော့ ခွင့်လဲပြုမှာမဟုတ်ပါ သူရောက်လာမှာမဟုတ်ဒေါ်တင်ကတော့ဘုန်းကြီးတွေပြေးရွတ်ပြီးကမှမိုးတက်တက်မဲမဲရွာဒီကိုကောင်းမွန်တော့ရလတ်ဟုတွက်စားသည်ခြံထဲကဘေးအန္တရာယ်တွေရှိခဲ့မည်ဆိုရင်ဒီမိုးနဲ့အတူလွင့်ပါကင်းစင်သွားတော့မည်တဲ့နောက်တရနေ့လောက်နဲ့ကျွန်တော်ပြန်မဖြစ်မယ်မမေဆိုမမေဆိုလည်းကျွန်တော်နဲ့အတူဒီအိမ်ကထွင်ပို့လုံးချုံမဲ့တင်နေကျွန်တော်မမေဆိုတယောက်တည်းစိတ်မချ ခုတီဟာကခက်ဆဆနေတဲ့ပြင်ကျမအားပြောတော့ကျမကိုကိုကိုယုံကြည်စိတ်ချစွာပြုံးလိုက်မိသည်။အိုးမစိုးရိမ်ပါနဲ့ဆရာဒေါတင်လည်းရှိတာပဲအားလုံးအေးစေးစေးပါပဲ။သူကပဒင်းမမြင်နေရတော့ channel တို့တစ်ချက်လှမ်းကြည့်လိုက်ပြီးမှမမေစော်မပြန့်သေးဘူးလား။ခုမေးသည်။ကျမနေကောင်းသွားတဲ့အခါပြန်မပေါ့ဆရာ။သူပင်သက်ဆိုင်လိုက်၏။ကျွန်တော်စိတ်ချရအောင်ဂတိတစ်ခုတော့ပေးပါ။ channel ကိုမမေ့စော်တယောက်တည်းမစင်းပါဘူးဆိုတဲ့ကတိဘယ်နဲ့လဲပြေးနိုင်မလားဆရာကလည်းစိုးရင်ဆရာမရှိချမ်းဖန်စိုးရင်နေပြန်ပြီမမေ့စော်တခုခုဖြစ်သွားရင်ကျွန်တော်တသက်လုံးနောင်တရနေရလိမ့်မယ်ချိုစကားကိုပြောပြီးနောက်ချက်ချင်းပင်ဖြည့်ရှင်းချက်ပေးတယ်လို့သူစကားဆက်လာသည်ဒီလိုလေမမေ့စော်ဒီအိမ်မှာရှိနေတဲ့ရွေးဘာတခုမှထိခိုက်နေနာမှုမရှိအောင်စောင့်ရှောက်ဖို့ကျွန်တော်မှတာဝန်ရှိတယ်အမတော်အေးထုံးကိုကျွန်တော်ထပ်ဆောင်ဖို့ဆုံးဖြတ်ထားတယ် အဲ့ဒီခါမှာကျွန်တော်သူစိတ်ခုမနေစေချင်ဘူးကျမအနှဲငယ်စိတ်ညစ်သွားသည် ကျမဘာဖြစ်မဲ့လို့ဆရာချင်းနေလို့လဲသူအဖြေရခက်သွားသည်ကျမသိပါသည်ကျွန်တော်တဆေကိုမယုံပါဘူးဒါပေမဲ့မမေစောစကားပင်နေစီသွားရင်တခုခုဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်နေတယ်မပြောင်းလို့လည်းမဖြစ်ဘူးကျွန်တော်ထွက်လာတာ၅ရက်ရှိတော့မယ်ကျမဘာမှမဖြစ်ပါဘူးဆရာဆရာစိတ်ချလက်ချသွားပါသူကောင်းရင်သည် ကျမကိုတခုခုပြောတဲ့မပြောတဲ့ချိန်ဆနေတယ်လို့ခဏတွေးနေပြီးမှကျမအားတက်တက်ကြီးလျက်ပြောသည်ခွန်သာဆိုတဲ့လူကိုကျွန်တော်မြေလန်ရှာပြီးပြီမမေစောရွာထဲကိုလူစိမ်းလုံးဝမရောက်လာဘူးလူစိမ်းရောက်ရင်တကယ်သိတယ်ပေါ့သိတာပေါ့ကိုခွန်သာကလည်းကျမကိုပြောခဲ့ဘူးပါသည်ဗါတယ်ဒီရွာမှာလူစိမ်းရောက်လာရင်ချက်ချင်းသိတယ်တဲ့သူပါကိုပြောချင်မှမသိတဲ့ဖြင့်ကျမပခုံးတွန်းလိုက်မိ၏ဒီတော့ ကျမမေးမိသည်ဒီတော့ယုံကျင်ယုံမယုံကျင်နေဒါတစေပဲပေါ့ပြောပြီးသူခက်လေးလေးရီမောပါသည်မဟုတ်ဘူးလေ तू မသေးတာရောမဖြစ်နိုင်ဘူးလား तू မျက်မှောင်ကျုပ်သည်မသိရင် तू ကျွန်တော်နဲ့ဆက်သွယ်မှာပေါ့မမေစောကျွန်တော်မုန်းနေတယ်ဆိုရင်တော့ဒေါ်တင်စီမလာစရာဘာများရှိမှာလဲဒီအိမ်မှာပြတ်မနေစရာရောဘာများရှိမှာလဲနောက်ပြီးကျွန်တော်ကိုယ်တိုင်သူ့ကိုလာအောင်မြှုပ်ခဲ့တာလေ သူ့လို့ယူဆရတဲ့အလောင်းပေါ့နော်။ရက်20လောက်ကြာမှတခြားရွာတရွာမှာတွတ်ပေါ်တဲ့အလောင်းတလောင်းမဟုတ်လားဆရာ။ကျမစိတ်ထဲမှာတော့ကျမနဲ့စကားလက်ဆုံးပြောရုံမကလက်ဖျားနှင်ပင်ထိကြည့်လိုက်ရတော့လူတယောက်ကို တစီမဟုတ်မှန်သိနေပါသည်။ဒါပေမဲ့အဲ့ဒါခွန်တာပါပဲ။သူကအခိုင်အမာဆုံးဖြတ်နေသည်။ကျမကော်ဖီပကံကိုလက်နှစ်ဖက်ဖြင့်အုပ်ကင်လျက်ငြိမ်သက်စွာစိုက်ကြည့်နေမိသည်။ အဲ့ဒီလူနဲ့မမေဆိုဘယ်နှခါတွေ့လိုက်တာလဲလေးငါးကသူအံ့ဩသွားသည်အကောင့်ထဲနဲ့မြင်ရတာလားဆရာကလည်းတကယ်လူပဲဥစ္စာအကောင့်ထဲနဲ့ပေါ့မမေဆိုကျွန်တော်ကိုအတိပေးခဲ့ဖို့ကောင်းတယ်ဒီလိုလေကျွန်တော်ဆိုလိုတာမမေဆိုမှအန်ဒီရရှိနိုင်လို့ပါကျမဘာမှမပြောမိပါချို့နောင်ကျမကိမ့်မုံကိုမစားခြင်းစားခြင်းနဲ့စားနေခဲ့ကျမတို့နှစ်ယောက်လုံးမိုးတံကိုနားဆွင့်နေရင်ငြိမ်သက်နေကြသည် ခဏကြာမှကိုတီဟာက ပြုံးလျက်မိ။သူနဲ့တွေ့တော့ဘာစကားတွေပြောပြကြလဲ။ကျမအသာပြုံးမိပါသည်။စကားပင်နေအကြောင်းကိုတီဟာတွေ့ကနေစဉ်းစားသွားသည်။ဘာပင်နေလဲမမေ့စော။မက်ဂနိုလီယာဂိုပက်မက်ဂနိုလီယာစတလတာမက်ဂနိုလီယာဖရီဇရီမက်ဂနိုလီယာဂရင်းဒီဖလိုရာ။အိုးအများကြီးပဲဆရာ။စကားပင်တစ်ခုချင်းရာဇဝင်နဲ့ဖြစ်ပျက်တယ်ရော။ဥပမာသူ့ကိုမွေးတဲ့နေ့တုန်းက သူ့ဖေက Magnolia Freezery ကိုစိုက်ခဲ့တဲ့အကြောင်းသူ့အမေတည်တော်သူ့ဖေနဲ့သူ Magnolia Grandiflora ကိုစိုက်ခဲ့တဲ့အကြောင်းနောက်ပြီးသူ့ကိုဆရာကအဲ့ဒီစကားပင်ပင်စီနဲ့ခေါင်းနဲ့စောင့်တိုက်ခဲ့တာခေါင်းကွယ်ပြီးသွေးတောင်စီးကြတယ်ဆိုတဲ့အကြောင်းကိုတီဟမျက်နှာတတော်ပြတ်သွား၏ကျမအာမယုံကြည်နိုင်သလိုပင်ခဏငေးကြည့်နေပြီးမှရုတ်တရက်ထထွက်သွားပါသည်ပတင်းပမှသူတွားရက်နေသည် ကျမကော်ဖီပကံကိုငုံဆိုင်ကြည့်နေတာတော်တော်ကြာသွားမှသူ့ထံကစကားတန်ထွက်လာသည်ကျွန်တော်ဘဝမှာမေ့ပစ်ခြင်းနဲ့ဖြစ်ပျက်တဲ့နေ့ရက်တွေရှိတယ်သူ့တန်သည့်နောင်တနဲ့နာကျင်မှုတွေကြောင့်ထင်ဤတိုးတိမ်နေသည်အဲ့ဒီထဲမှာခွန်သာသေးတဲ့နေ့ပါတယ်ကျမသူ့ဘက်သို့လှည့်ကြည့်လိုက်မိသည်သူကျမစီတို့ကြည့်မနေပါအတင်းမှအပြင်သို့ဆူဆူဆိုင်ဆိုင်မျက်မှောင်ကြုံလျက်ငေးကြည့်နေသည် သူကြည့်ရကိုလှမ်းကြည့်မိတော့ထူးထူးခြားခြားဘာမှမတွေ့ရအရှင်ရော့သွားသောခက်ဖွဲဖွဲမိုးဆက်များကိုလွန်လျက်အိမ်ဘက်သို့တက်ကားကြီးတကိုင်းဖြတ်ထွက်နေသောအချီဒီတစ်ပင်မြင်းမြင့်တပင်ကိုတွေ့ရသည်ထိုတစ်ပင်သည်အိမ်နှင့်အနီးဆုံးဖြစ်နိုင်ပါသည်တည့်ရွက်တွေကအစင်းရင်ရင်မိုးဆက်တွေဤဖြန့်ပက်မှုအောက်မှတည့်ရွက်တွေသည်လှောက်ခါရိမ်နှွယ်လျက်ရှိသည်မမေတရားတာသူ့ကြောင့်လို့သူဆွဲလန်းသွားအောင်ကျွန်တော်လုပ်ခဲ့မိပုံရတယ် ိမိသိပြီးကြရသူကတယောက်တည်းနေနေတတ်တယ်။ပေါင်းသိင်းရဲ့လို့တိတ်များများမရှိဘူး။ခြံထဲကနေလည်းအပြင်သိမ့်မထွက်ဘူး။အာအာရှိဥယျာဉ်ထဲမှာပဲသူ့အဖေနဲ့တူတစ်ပင်နေကြမှာရောက်နေတာပဲ။ဆယ်တန်းအောင်တော့လည်းတက်တူမသွားဘူး။သူ့အဖေမရှိတော့ပေမဲ့ကျွန်တော်ကအเจ้าစီးထောက်မယ်လို့ပြောပါတယ်။သူလက်မခံဘူး။မမေရုခဗေဒဆောင်တီကိုပဲသူတဲကြီးမဲကြီးဖက်ပတ်နေတတ်တယ်။သူစကားသက်နေတွင်နောင်တကိုကျမခန်းစားမိသည် ကျမမျောလင့်တော့တန်ရုံးစင်ကိုတော့မခံစားမိပါခုမှတတိယသည်သူ့အဖေဥယျာဉ်မူတည်သွားပြီလားကျမကိုကိုခွန်တာဘာမှမပြောခဲ့ပါသူကမမေရင်နစ်ခဲ့တဲ့အဲ့ဒီမြစ်ကိုခဏခဏသွားတယ်တရားပေါ်မှာမတက်ရက်ပြီးငေးတတ်တယ်သူနောင်တရခြင်းရနေခဲ့လိမ့်မယ်တခါတခါသူတည်သွားရင်ကောင်းမယ်လို့တွေးချင်တွေးနေခဲ့လိမ့်မယ်ဆရာသူ့ကိုတန်ရုံးစင်မရှိခဲ့ဘူးမဟုတ်လား ကျမဆွဆွဲတယ်လို့မေးလိုက်မိသည်။သူကျမအားလှည့်ကြည့်ပြီးတွေ့ဝေစွာဖြစ်သည်။ကျွန်တော်မသိဘူး။သူမသိပေမဲ့ကျမသိနေသည်။သူသည်သူချစ်မြတ်နိုးသောမိမကိုပင်တန်ရောစင်ဖြင့်မချင်ကပ်ခဲ့သောလူမျိုးစားဖြစ်သည်။ဘယ်သူနှင့်မဆိုခက်လန့်လန့်မှသာနေလိုသောလူအမျိုးစားဖြစ်သည်။အဲ့ဒီနေ့ကတော့ကျွန်တော်မျက်ရည်ကျခဲ့မိတာတကယ်ပါပဲ။ သူ့အတန်ဒီနာကျင်မှုရောဆွက်လျက်အနေငယ်တင်ဝင်နေသည်။ကျမထိုင်ရာမထရက်လျက်သူရှိရာပြတင်းမောက်စီသို့လျှောက်သွားလိုက်ပါ။အဲ့ဒီနေ့ကဒီပင်မှာပန်းနေပွင့်နေတော့ကျွန်တော်မှတ်မိတယ်။ပြတင်းပေါက်နာနီတော့အကိုင်းတစ်ခုတွင် အရွက်တေချာနိုင် ထူးခြားသောအရာတစ်ခုကိုကျမသတိထားမိသည်။အဖူတစ်ခုနှင့်တရံတူသော ဖြူဝဝအလုံးလေးဖြစ်သည်။မိုးဆက်တွေအောက်မှထိုရသည့်ပြောင်လက်တောက်ပါနေ၏ ကိုခွန်သားကျမကိုပြောပြတော်စကားပင်များတွင်ဤအပင်မပါခဲ့ပေ။အိမ်နှင့်အနီးဆုံးဖြစ်သည့်ဖြင့်သူ့အထီးအနားသို့လာခြင်းလိမ့်မည်မထင်။သို့မဟုတ်ဤပင်သည်စကားပင်မဟုတ်ပါမလား။အရွက်တွေကကျမတွေ့နေကြခြံတွေကသစ်ပင်တွေလိုထိတ်ဝိုင်းဝိုင်းရှေကာကားမဟုတ်။ချင်ပေါင်ရွက်လိုဝါရွက်လိုတောင်းကြုံမျိုး။ဒါမဲ့ခက်ပြပြတောင်းတုံးခုကွဲနေသောထိတ်ပိုင်းရှိသည်။အယောင်ကတော့အစိမ့်နှူရင်ရင် သူတကြားပေါ်မှာရက်နေတာကိုတော့ကျွန်တော်တွေ့သားပဲ။ဒါပေမဲ့ဘာမှအတူတူချာချာဖြစ်လာနိုင်မယ်လို့မထင်မိဘူးလေ။အတိတ်ကိုပြန်တွေးသည့်မျက်ဝန်းမျိုးဖြင့်ဟိုအဝေးတနေရာကိုလှမ်းကြည့်ရင်ပြောပါသည်။အဲ့ဒီနေရာကျွန်တော်မမေ့စာအုပ်စင်ဟာစောက်တုပ်ပြောက်လို့သူများယူသလားလို့သူ့အိမ်ကိုတွက်ရှာတယ်။သူမြူဆိုပြီးရောပေါ့။ကျွန်တော်ကသူ့ဆိုဘရောမအကောင်းမတင်ဘူးဘာဘူးညာဘူးအော်တော့ကျွန်တော်တို့နှစ်ယောက်စကားများကြတယ် အဲ့နောက်မကြခင်သူတရားပေါ်ရောက်သွားတယ်ကျွန်တော်ကခါတိုင်းလို့ပဲမှတ်တာ ਉਹ သူတရားပေါ်မှာရက်မယ်မိမိကြသွားတဲ့မြစ်ကို ကျွန်တော်မုန်းတယ်လို့မုန်းမယ်ဒါပေမဲ့ကြည့်မိမယ်ညနေစောင်းအိမ်ပြန်လာမယ်ပေါ့ကျွန်တော်လုံနေကြပုံစံအတိုင်းပဲပေါ့သူမပြောချင်ဆုံးသောစကားတစ်ခွန်းကိုသူပြောတော့မီကျမသိနေပြီနောင်ဒရဲ့အကြောင်းကျမသိမသိပါသို့တော့နောင်ဒဆိုတော့အရာဒီ လူတယောက်ဤဘဝကိုဇောက်ထိုးမိုးမျောဖြစ်သွားအောင်မှောက်ပစ်လိုက်နိုင်သည်ဆိုတာတော့ကျွန်မသိပါသည်ဒါပေမဲ့သူပြတ်မလာဘူးဘတော်မှပြတ်မလာတော့ဘူးလေသူခုံချသွားတာလားကျွန်တော်မသိဘူးသူ့အတန်မှာခါသိနာကျင်သောဝေဒနာကိုကျွန်မခံစားမိ၏ကျွန်တော်သိလိုက်တော့သူကြာသွားပြီ ကျွန်တော်က channel မှာပလက်ကလက်တိုင်းနဲ့စာဖတ်မလို့ပြင်နှုံးရှိသေးတယ်။မြစ်ထဲတစ်ခုခုအချိန်ပြင်းပြင်းကြတဲ့အောင်ကြားလိုက်ရတာပဲ။ဒီမှာတော့ကျွန်တော်သူကြားတယ်လို့မထင်ဘူး။ကလေးတွေမြစ်ထဲတိုင်ပင်ထိုးချတာလို့ထင်တာ။ဒါကြောင့်ကျွန်တော်ထားမကြည့်မိဘူးပေါ့။စာပဲဆက်ဖတ်နေမိတယ်။ကျွန်တော်ဖတ်နေတဲ့စာအုပ်ကနိရှိရဲ့စူပါမန်။ကျွန်တော်အခုထိမှတ်မိနေတယ်။ဒီမှာဘာမှမမေးမိဖို့ဆုံးဖြတ်ထားသည်။ ဤအခြေအနေထိရောက်မှတော့သူဘာကိုမှမြို့သိထားလိမ့်မည်မဟုတ်တော့ပါ။စာမျက်နှာနှစ်မျက်နှာလောက်ဖတ်ပြီးတော့မှ ကျွန်တော်ကြားရတဲ့တန်ရထူးခြားမှုတစ်ခုကိုပြန်သတိရသွားတယ်။ကျွန်တော်စိတ်ကြီးလေးသွားတယ်။တမျိုးပဲ။ဒါကလေးတယောက်ရေချိုးတဲ့အတန်တော့မဟုတ်ဘူးဆိုတာကျွန်တော်ရုတ်တရက်သိလိုက်တယ်။ကျမ၏ဘဝမှာဆိုးရွားသောစိတ်လှုပ်ရှားမှုများကိုတခါမှမကြုံခဲ့ဘူးပဲ။ကျမကံကောင်းသည်ဟုပြောရမလားမသိဘူး။ ျမကြုံရသမျှအဆိုးဝါးဆုံးစိတ်လှုပ်ရှားမှုမှာမင်းညိုစင်နှင့်ပတ်သက်သောနာကျင်မောပန်းမှုများသာဖြစ်သည်။ဒါနဲ့ကျွန်တော်လည်းဝုန်းဆိုထားပြီးမျက်စိကိုပြေးသွားမိတယ်။ဒါမှကျွန်တော်သူ့ကိုမတွေ့ရတော့မြစ်ထဲမှာတော့မတွေ့ရတော့ကျွန်တော်မြစ်ကန်တက်လျှောက်ရေစုံတိုင်းအပြေးလိုက်သွားပြီးရှာတယ်။ကျွန်တော်ထင်တာအကန်းတိုင်းမြေပြင်မှာအပြေးလိုက်ရှာတာရေထဲမှာကူပြီးလိုက်ရှာရတာထက်ပိုမြန်မယ်ပေါ့။ ရွာသားတွေတငယ်ချင်းတွေလည်းကျွန်တော်နဲ့အတူခွန်သားကိုလိုက်ရှာကြတယ်။မြစ်ထဲဆင်းတဲ့လူစင်းကုံတိုင်လိုက်တဲ့သူကလိုက်ပေါ့။ဒါမဲ့ခွန်သားကတော့အစနာတော့မတွေ့ရတော့။ညရောက်လို့ကျွန်တော်အိမ်ပြန်ခေါ်လာကြတော့ကျွန်တော်ခြေကုံလက်ပန်းကျနေပြီ။ခုခုကနာကြီးမှုတွေနဲ့တကူလုံးလည်းရင်းရိုင်နေပြီ။ဟောဒီစကားပြင် အောက်လည်းရောက်တော့ကျွန်တော်လဲကျသွားတော့တာပဲ။မြခင်ပေါ်ပက်လက်လဲကျသွားတဲ့အချိန်မှာကျွန်တော်နောက်ဆုံးသိလိုက်တာက ညအမှောင်မှာကျွန်တော်မျက်နှာပေါ်ကြွေကျလာတဲ့ပန်းပွင့်တွေတတိယလာတော့ကျွန်တော်ငုံမိတယ်တည်ခြင်းတရားနဲ့ရင်ဆိုင်ရသူများကိုကျွန်မကိုတွေးခန်းစားချက်ဖြင့်ကိုချင်းမစတတ်သေးတော့လဲဘယ်တော့နာကျင်ပူဆွေးလိုက်ရမလဲဟုကျွန်မနားလည်နိုင်ပါသည်ကျွန်မစိတ်မကောင်းပါဘူးဆရာသူစကားကိုသာကျွန်မပြောတတ်ပါသည် ဲ့ဒီအခါကြတော့မှ ကျွန်တော်သိတယ်။ကိုကြလူတယောက်အသက်ဆုံးရှုံးသွားတယ်ဆိုရင်နောင်တကြီးနဲ့အသက်ရှင်ရတာတော်တော်ပင်ပန်းဆင်းရဲတဲ့ဘဝပဲလို့။ကျွန်မသူ့ကိုဂယုဏတက်သွားမိသည်။သူတည်သွားတယ်ဆိုရင်လည်းဆရာနဲ့ဘာမှမဆိုင်ပါဘူး။ဆရာကြောင့်လို့ဘသူကပြောလဲ။သူဘာမှမပြောပါ။အိမ်ကောင်းရင်ကအသက်ပင်ကိုသာ တွေ့လျက်ငေးကြည့်နေသည်။ကျမလည်းကတင်ပေါ်မှာငြိမ်သက်စွာထိုင်နေမိသည် မိုးဆက်များတဖြည်းဖြည်းကျဲပါသွားသည့်အချိန်ထိဖြစ်သည်ဒါနဲ့ဆရာဖူရင်မူကဘယ်ရောက်သွားတာလဲသူကျမအားတစ်ချက်ကြည့်ပြီးနောက်ဗတင်းမဘက်သို့ပြန်လှည့်သွား၏တည်သွားတယ်အော်သူမျက်နာမှာစိတ်မကောင်းသည့်အရေးအယံမမြင်ရသို့တော်သူ တက်ပြင်းချလိုက်တဲ့ကိုကြားရသည် သူကအယူပဲဗျသူ့မှာစိတ်နှစိတ်ဒွိဟဖြစ်နေပုံရတယ်တကူကခွန်တာအတွက်အသက်ရှင်ဆက်ရှင်စခြင်းစိတ်တကူကမမေးနာကိုလိုက်ခြင်းစိတ်ဒုတိယစိတ်ကအနိုင်ရသွားပုံရပါတယ်ဆရာဘယ်လိုလုပ်သိလဲကျွန်တော်နှစ်တိုင်းမမေးအုပ်ကူကိုပန်းအတွက်သွားသွားတင်တယ်မမေအုပ်ကောင်ကြီးကစကားပြတဲ့ပင်ကစနေတကြပြုစုယူရတဲ့လူရှိတော့တစ်နှစ်ပြီးတစ်နှစ်ကြီးကြီးလာတယ် ခရစ်မတ်မနက်ခင်းတခုမှသူအဲ့ဒီအပင်အောင်မှာတည်နေတာတွေ့ရတာပဲသူတည်ပြီးမှအဲ့ဒီအပင်ကပန်းပွင့်ပွင့်နေသူဘာလို့တည်သွားရလဲဆရာ ကျွန်တော်မသိဘူးလူတယောက်ဟာကိုယ့်အသက်ကိုမနှမျောတော့ဘူးဆိုရင်တည်သွားတာပဲလားမသိပါဒီပင်ကဂျွန်ဂျူလိုင်ဆိုပွင့်တတ်တယ်နဲ့တူတယ်အခုအဖူးတွေကိုမြင်နေရပြီဒါဘာပင်လဲဆရာ ကျူးလစ်စကဝါပေါ့လေသူတို့စီမှာတော့ကျူးလစ်ထရီလို့ခေါ်တယ်။အိုးသူရုပ်ကစကားရွက်နဲ့သိမတူနော်။အေးဗျအပွင့်ကြတော့လေသူတို့စီကကျူးလစ်ပန်းရဲ့ပုံသဏ္ဍာန်တော်တော်တူတာ။ဒါမှတာစကားမျိုးတဲ့။သူရုပ်ခဗေဒနာမည်ကြတော့ရော။သူပခုံးတွန့်သည်။ကျွန်တော်မသိဘူးဗျ။စကားပြနေကိုအကြောင်းတစ်ခုကြောင့်စိတ်နာနေသူသည်။ ။အီချန်နဲ့မှတခြားစကားပင်တွေကိုလည်းနာမည်ဖြစ်မသိနိုင်ပါ။ကုခွန်သားတော်စကားပင်တိုင်းကိုနာမည်တွေရောရာဇဝင်တွေရောအသေးစိတ်ကစာသိပုံရတယ်။ကျမအမတ်တမဲ့လို့လို့နင်ပြောပြီးတော့သူခက်မဲ့မဲ့ပြုံးပါသည်။သူကမမေကိုချစ်တဲ့နေရာမှာကျွန်တော်ထပ်ပို့တယ်လို့သူကသူထင်နေတယ်။မမေစိတ်ဝင်စားတဲ့ဘာသာရဲ့ကိုသူလည်းစိတ်ဝင်စားတဲ့ဆိုတာမျိုးကိုသူဂုဏ်ယူခြင်းနဲ့ ဒီလိုနီးနဲ့မမေ့စရာအရေးပေးမှုရချင်တာဖြစ်မှာပေါ့ကျွန်တော်ကတော့တစ်ပင်တွေကိုစိတ်မဝင်စားဘူးစာအုပ်တွေကိုပဲစိတ်ဝင်စားတယ်သူခဏငြိမ်သက်နေပြီးမှတခုခုကိုတတိယသွားသည်ဟော့ဟိုပင်စီထိတ်နာမှသူ့နာမည်စာတန်းချိန်ထားတယ်ဗျလှမ်းဖက်လို့ရမယ်ထင်တယ်ပင်စီဤခက်မြင့်မြင့်နေရာမှာချိန်ထားသောစာတန်းသည်ကျမတို့ဘက်သို့လှည့်ထားခြင်းမဟုတ်သဖြင့်ဆွေဆောင်ဆောင်သာမြင်ရသည် ကျမမဖတ်နိုင်ပါ။သူလည်းအတည့်မြင်ရတာမဟုတ်။သို့တော်သူဖတ်လိုက်သည်။ Lirio Randran Julipi Vera တဲ့။မိုးကတော်တော်ဆဲသွားပြီ။ဆရာဒီအပင်ကအပွန့်ပွင့်အဖြူရောင်ပွင့်သလား။အဝါနုရောင်ပြ။အေးအစိမ်းရောင်တန်းနေတယ်ဝါဖန်ဖန်ပေါ့။တော်တော်လှတယ်။ပွင့်ချက်အရင်သားတွေမှာလိမ္မော်ရောင်အစွန်လေးတွေရှိတယ်။ ပန်းနေရာခွက်ကလေးလိုပုံစံမျိုးပဲ။မမေစောမပြန်သေးရင်သူ့အပွင့်အောင်တွေ့ရမှာပါ။ကျမဘယ်တော့ပြန်ပြစ်မီနီ။အေးလေမမေစောခေါင်းမပုံမျိုးနဲ့ဆိုရင်ကျွန်တော်ပါဆက်နေရမယ်တဘောရှိတယ်။ကျမသူ့ကိုအားနာသွားသည်။တကယ်တော့လေကျမဒီမှာဆက်နေမှာစအောင်ပြီးမှတော့မဟုတ်ပါဘူး။အမှန်တိုင်းဝန်ခံလိုက်ရပါသည်။ဒါဖြင့်ဘာဖြစ်လို့ဆက်နေဖို့မမေစောစိတ်ကူးနေရလဲ။ ကျမကိုခွန်သားကိုနှုတ်ဆက်ပြီးမှပြန်ခြင်းလို့သူစကားကိုလှုပ်ခနဲ့ပြောလိုက်မိပြီးမှ သူရီမောလီမလားဟုစိုးရိမ်စေဖြင့်သူ့ကိုမော့ကြည့်မိသည်သူမရီပါကျမကိုတနာကျင်နာစွာကြည်လာသည်သူ့ကိုတွေ့ရတော့မှမဟုတ်ပဲသူစကားကိုတေချာပိုင်နိုင်စွာသူပြောလိုက်ခြင်းဖြစ်သည်သူ၏တေချာမှုကြောင့်ကျမကြောထဲကစိတ်သွားရပါသည်